အမိမသိလူစီကနောက်ဆုံးပေါ် iPhone ကြီးလက်ဆောင်ရတာကြောင့်စိတ်လှုပ်ရှားနေတဲ့ Cherry သိန်းပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် Cherry သိန်းဆိုတာကလည်းမြန်မာနိုင်ငံမှာအောင်မြင်တဲ့အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်သူဟာအရင်ကတချင်းကောင်းများစွာကိုတိဆိုဖန်တီးခဲ့တာဖြစ်ပြီးအခုနောက်ပိုင်းမှာတော့ overrate အရန်လုံနေခဲ့ရကြောင်းပရိသတ်တွေအမြင်ကက်ချင်းခံရသူလေးလည်းဖြစ်ပါတယ်။သူရဲ့ဝိပုံစားပုံဟာလည်းခေရှိကို၁၀နှစ်စာလောက်ကြိုပြင်းနေရကြောင်းပရိသတ်တွေကတော့သူ့ကိုအော်လီမားလို့သမုတ်ကြတယ်လို့တချို့ကလည်း သူမပြောတဲ့စကားတွေကဇယိုက်ဆန်နေရာကြောင့်ကြီးမရသူတွေလည်းများစွာရှိရာဖြစ်ပါတယ်။ Cherry တင်းကတော့လုံလိုက်ရင်အစမ်းတွေလည်းလုတ်တလို့သူမကိုဝိုင်းဆဲနေလေ။သူမကတော့မှတ်မှုတာဖြစ်ပါတယ်။အချိန်ရင်နဲ့ပတ်သက်ရင်လည်းသူမဟာချစ်တတ်သူဖြစ်ကြောင်းပြောခဲ့တယ်လို့အခုလက်ရှိမှာလည်းရည်စားမရှိသေးတဲ့ဈေးပန်းခဏခဏခင်းနေခဲ့တာဖြစ်ပါတယ်။ဒီလိုဈေးပန်းခင်းတာကြောင့်လည်းအခုချိန်မှာတော့သူမကိုအမိမသိတဲ့သူကနောက်ဆုံးပေါ် iPhone ကြီးကိုလက်ဆောင်ပေးခဲ့ရာကြောင့်အံအောဝမ်းသာနေခဲ့တာဖြစ်ပါတယ်။ Cherry တင်းကလည်းသူမကို surprise တိုက်ပြီးနောက်ဆုံးပေါ် iPhone 70 Pro မှာဝယ်ပြီးရဲ့ပိုင်ရှင်ဘယ်သူများဖြစ်မလဲဆိုတာကိုသိချင်နေရလို့လဲဆိုပါအမည်မသိသူကတော့ iPhone 70 Pro Max အဖြစ်လိုအပ်တဲ့ကာဘာတို့မကွဲမှန်တို့စားရလိုအပ်တဲ့ပစ္စည်းမှန်သမျှလေးတစ်ပါးတည်းထည့်ပေးခဲ့တာဖြစ်ပါတယ်။အမည်မသိပိုင်ရှင်ဟာ Cherry Thing ကိုလည်းမင်းပြော်ရွှင်ဖို့မျှော်လင့်ပါတယ်။ တနေ့နေ့မှာမင်းကောင်လေးလည်းဖြစ်ချင်တယ်။မင်းကကိုချစ်သူလေးတယောက်ဖြစ်ရင်သိကောင်းမှာပဲဆိုပြီးတော့စာရေးသားပေးပို့ပြီး iPhone 70 Pro Max နဲ့အတူတူ surprise လုပ်ခဲ့တာဖြစ်ပါတယ်။ Cherry သင်းကလည်းအခုလိုမျိုးတံပိုးကြီးမားတဲ့လက်ဆောင်ရရှိရာကြောင့်အပျော်ကြီးပျော်နေရဖြစ်ပါတယ်။ Cherry သင်းကလည်းသူမကိုကောင်မလေးဖြစ်စေခြင်းရဲ့ဘာလို့ပုံနေမှာလဲ။ပုံမနေနဲ့ထွက်လာခဲ့ပြီးသူမဘွားလေးကိုဝင်လာခဲ့ပါဆိုပြီးတော့ပြောဆိုခဲ့တာဖြစ်ပါတယ်။အားလုံးကလည်း Cherry Thing ကိုအခုလိုမျိုးတံမိုးကြီးလက်ဆောင်ဝယ်ပေးရတဲ့သူဟာ ဘသူများလဲဆိုပြီးစိတ်ဝင်စားနေရဖြစ်တယ်လို့ Cherry Thing ကိုယ်တိုင်လည်းသိကျင်နေရဖြစ်ပါတယ်။ဟိုတလောတုန်းကလည်း Cherry Thing ဟာသူမရဲ့ရီသာဟောင်းကိုတွားရောက်ကြတော့ပြီးရီသာဟောင်းကအကုတ်လိုမျိုးသဘောထားပြီးသူမကိုအများကြီးကူညီခဲ့ရကြောင်းကတော့အချင်းဖြစ်ကြောင်ပြောထားတာကြောင့်လည်းအခုနောက်ဆုံးပေါ် iPhone 17 Pro မှာဝယ်ပေးရတဲ့သူက"သူမရည်စားဟောင်းများဖြစ်မလား"ဆိုပြီးတချို့ကလည်းထင်ကြေးပေးနေကြတာဖြစ်ပါတယ်။ Cherry Thing ကတော့လက်ရှိမှာအခြေအကံကောင်းပြီးတော့ရည်စားမဖြစ်ခင်ကတည်းကကိုအချစ်ခံနေရတာဖြစ်ပါတယ်။ ချယ်ရီသင်းဟာလည်းအခြေခံရဖို့အဆင်သင့်ဖြစ်နေပြီးတော့တက်ကြွနေရဖြစ်ပါတယ်။အမှုပညာကြီးကမန္တမရီကလည်းချယ်ရီသင်းကိုအားကျနေရဖြစ်ပါတယ်။ချယ်ရီသင်းဟာတကယ်လည်းစိတ်ရင်းကောင်းပေမဲ့သူမရဲ့စကားပြောဟန်ဟာဇယိုက်နေနေဆန်တာကြောင့်တချို့ကဝေဖန်မှုတွေရှိပေမဲ့လည်းသူမဆိုလိုက်တဲ့တခြင်းတိုင်းကလည်းပေါက်ပြီးတော့အောင်မြင်နေရကတော့ငြင်းမရတာဖြစ်ပါတယ်။စကကြီးစကကြယ်ရီပြောလို့သာတချို့ကအမြင်ကတ္တာဖြစ်ပါ යි အဲလိုဝေဖန်မှုတွေကြောင့်ပဲချယ်ရီသင်းကပုံမအောင်မြင်လာတာဖြစ်ပါ යි ူမရဲ့လောရက်တွေကလည်းတခါတလေဘသူမှလိုက်မမီပဲထူးဆန်းထွေလာတွေဖြစ်နေတတ်ပါသေးရဲ့။ cherry သင်းဆိုတဲ့အတိုင်းပဲတမူထူးခြားနေရဖြစ်ပါ යි ။အများနဲ့မတူ အမြဲကွဲထွက်နေတဲ့ cherry သင်းဟာအခုလည်းတော်ရုံလူမရနိုင်တဲ့လက်ဆောင်မျိုးကိုအမည်မသိတဲ့လူစီကလက်ခံရရှိလိုက်တာဖြစ်ပါ යි ။တကယ်တော့အချစ်ဆိုတာမျိုးကကိုဘလိုပဲဇယိုက်ဆန်ဆန်ချစ်တဲ့သူကချစ်မှာပဲအချစ်ခံရဖို့လောက်ယူဖို့မလိုကြောင်း cherry သင်းကတက်တည်ပြသွားတာပဲဖြစ်ပါ යි ။ ပရိသတ်တွေလည်း Cherry Thing ကိုအားကြလားဆိုတာပြောပြသွားခဲ့ကြပါအောင်ရှင်